အားလုံးပဲမင်္ဂလာပါခင်ဗျာတချင်းကတရုတ်နိုင်ငံယူနန်ပြည်အသိတမိုင်းရဲ့တနီယာမှာမြို့ပြရင်ကြီးမှုတစ်ခုကိုတည်ဆောက်နေထိုင်ခဲ့ဖူးတဲ့ရှေးကြတဲ့လူမျိုးတို့မျိုးမြန်မာငွေကျပ်သိမ်းရာချီတန်ကြီးရှိတဲ့ငွေထည်ပစ္စည်းတွေနဲ့တစားစင်ထားတဲ့ရိုးရာဝတ်ထည်တွေကိုဆင်မြန်းတဲ့လူမျိုးအဲ့ဒီလက်ရာမြောက်သေးသလားပါလားတဲ့အမှုတုခုမှပညာရက်တွေကဖော်ပြထားတဲ့ပဋိပပေပညာ စားရှိတဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ကျောင်းရချင်းချုပ်ကို Richard Woods Diaries ကနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာတေယုနိုင်ငံယူနန်ရဲ့တမိုင်းပြောစကားရက်တွေမှာတသောတနီယာပေါ်ဝင်ခဲ့တဲ့လူမျိုးစုတစ်ခုရှိခဲ့ပါတယ် မနုဒဗီရပါလေရဲ့ရမွန်ဂိုလွိုက်တိဘက်တဘာမန်လူလူအုပ်စုကနေဆင်းသက်လာတဲ့လူမျိုးဖြစ်ပြီးတော့တေးဥပြည်မှာဟန်နီအခါလို့ခေါ်ဝေါ်ကြပါတယ်မြန်မာပြည်မှာတော့အခါတိုင်းသားများလို့ပဲခေါ်ဝေါ်ကြပါတယ်ခါရူရဲ့နှုတ်ပြောမတန်းတွေထဲမှာရှေးရခင်ကမြို့ပြများတိဆောက်နေထိုင်ပြီးကိုတန်ရောင်းဝယ်ခေပူးကြောင်းပါရှိပါတယ် အခါဆိုတဲ့နာမည်ခေါ်ရခြင်းကတော့အမျိုးမျိုးပြောဆိုကြပေမယ့်အခါဆိုတဲ့အခါစကားနဲ့အတိတ်ပဲရမိမိရက်ဒီတာကနေရည်ကြီးရမျက်နှာရရက်ကိုရွှေ့ပြောင်းရင်ဝေးလံစွာရောက်ရှိခြေချသွားသောလူမျိုးဆိုပြီးတော့ခေါ်ကြခြင်းလည်းဖြစ်ပါတယ်။နာမည်အတိုင်းပဲခုချိန်ခါမှာတော့ခါတိုင်းသားများဟာအနေအရရက်တို့ပြန်နေရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဒီနိုင်ငံယူနန်နယ်ထဲမှာဟန်နီမျိုးနွယ်ပြည်နယ်နေထိုင်ရရှိကြပြီးတော့ကမ္ဘာတစ်ဝန်းလုံးမှာစုစုပေါင်းလူဦးရေခန့်မှန်းခြေနှစ်သန်းနီးပါးခန့်ရှိနေပါတယ်။ဟန်နီလူမျိုးများဟာတူပြည်မှာလူဦးရေအားဖြင့်နံပါတ်16မြောက်အများဆုံးတိုင်းရင်းသားလည်းဖြစ်ပါတယ်ခင်ဗျာ။အခါလူမျိုးများဟာ ဟန်နီနယ်ဝင်တွေဖြစ်ကြပြီးတော့အခါလူမျိုးတည်တန်းကတော့စုစုပေါင်းကဘာတဝန်းလုံးမှာ6သိန်း7000ဝန်းကျင်ခန့်ရှိပါတယ်။ဒီဥပြည်မှာ3သိန်းခွဲဝန်းကျင်မြန်မာပြည်မှာ3သိန်းဝန်းကျင် ထိုင်းမှာ3သိန်းဝန်းကျင်လောအိုမှာ3သိန်းဝန်းကျင်နဲ့ဗီယက်နမ်မှာ3000ဝန်းကျင်ခန့်စရှိဖြင့်ပြန့်နှံ့နေထိုင်လျက်ရှိပါတယ်ခင်ဗျာ။နေရက်တွေမကူမတူညီ क्वे ပြားကြပြီမဲ့ဘာသာစကားတိမ क्वे ပြားကြတာမို့တူဦးနဲ့တူဦးပြောဆိုဆက်ဆံလို့ရပါတယ် 19ရာစုနဲ့20ရာစုစောပိုင်းကာလတွေမှာနေမြေအတွင်းစစ်မှတ်ဖြစ်ပွားလာခြင်းနိုင်ငံရေးအရှုပ်ထွေးနဲ့ရွှေပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်တွေကြောင့်ယခုအချိန်ကာလမှာတော့ယူနန်နဲ့အပြင်ရှေ့တောင်အရှနိုင်ငံများဖြစ်တဲ့မြန်မာ၊ထိုင်း၊လောဗီယက်နမ်တို့မှာပြန့်နှံ့နေထိုင်နေခဲ့ကြပြီဖြစ်ပါတယ်။မြန်မာပြည်မှာတော့တန်လင်းမြေရှေ့ချမ်း၊ရှမ်းပြည်နယ်ရှေ့ပိုင်းရက်တွေတော့မှာတော့အနေများကြပါတယ်။ ခါရုရဲ့အမှတ်တင်ဂီတတွေမှာတမိုးကြီးမားလာတဲ့အခါဝတ်စုံများဟာနေ့ရက်ငွေထည်များဖြစ်တာကြောင့်ကဘာလဲခီးသွဲများကိုအစအထူးဆွဲဆောင်လျက်ရှိပါတယ်။ အခါလူမျိုးများရဲ့ဝှစ်ဆုံများထဲမှာအမျိုးသားများအထက်အမျိုးသမီးဝှစ်ဆုံများကပုံမူပြီးတော့တံပိုးကြီးမှပြီးထင်ရှားကြပါတယ်။အမျိုးသမီးကောင်းဆောင်များကိုဦးချွေးလို့ခေါ်ဆိုကြပြီးအနှုစိတ်ပြုလုပ်ထားတဲ့ကောင်းဆောင်များဟာအသေးပေများစွာရှိပါတယ်။အသက်ရွယ်မျိုးနွယ်ခွဲလူမှုရေးနဲ့အိမ်တော်ရေးကိုဖော်ပြလျက်ရှိပါတယ်။ပြို့ဖွဲ့ဝင်ကာစမှအရွယ်ရောက်ပြီးချိန်စီကိုကူပြောင်းလာရမှာစောင်းနေကြကလေးရွယ်ဥထုံများကိုချွတ်ပြီးငွေတင်းကားများ ဖန်ပတိများ ရောင်စုံမိတ်များတို့နဲ့လပစာစင်တစားစင်သားတွေကောင်းဆောင်များကိုစားထိုးဥစဉ်ရပါတယ်။အဲ့ဒီကောင်းဆောင်တွေဟာခရင်ကျူးမှုနဲ့အလွန်ရောရှက်နေတာကြောင့်ပိုင်ရှင်တွေဟာလူမျက်နှိုးစွာထိန်းသိမ်းလျက်ဥစဉ်ကြလေရှိပါတယ်။အခါလူမျိုးတွေရဲ့ကောင်းဆောင်ကိုကြည့်ချင်းအားဖြင့်လည်းကိုယ်လုခေါ်တဲ့အနယ်အနယ်ခွဲလေးတွေကိုသိရှိနိုင်ပါတယ်။အခါလူမျိုးတွေဟာအနယ်ခွဲတွေဘလောက်များနေဖြစ်စေကမှုအခါချိခါတိခါမားဆိုတဲ့စကားအတိုင်း တမိထဲပေါညီကိုမောင်နှမယင်းများတာဖြစ်ကြောင်းသိရှိနားလည်လက်ခံကြပါရယ်။နှစ်ကာလကြာရှည်စွာနဲ့ခေါင်းဆောင်ဥချွေးများထဲကိုအဆက်ပြတ်ပစ္စည်းအလားထပ်တူလေးရှိတာကြောင့်တက်ကြီးတဲ့ခါမျိုးတမိရဲ့ခေါင်းဆောင်ဟာကီလိုဂရမ်များစွာအလေးချိန်ရှိတာတော့မစမ်းကြေလာပါဘူးခင်ဗျာ။ဒီခေါင်းဆောင်တွေကိုမသိမ့်ပပဲပစ္စည်းတွေကထုလုပ်ပေးကြပြီးအများအားဖြင့်ငွေစစ်စင်တာ၃လရှိကြပါရယ်။ ်ပသိမ်ပပဲပညာနဲ့ပတ်သက်ပြီးပြောရရင်အခါလူမျိုးများဟာတန်ကိုခြေခံတဲ့ကိရိယာများပြုလို့ရမှာကျွမ်းကျင်ကြပါတယ်ပပဲပညာကိုကြေးရော်ရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းဖို့အတွက်ရည်ရွယ်ပြီးစိုက်ပျိုးရေးမွေးမြူရေးနဲ့နှစ်စဘဘအတွက်အသုံးချပါတယ်နေ့စဉ်သုံးပစ္စည်းတွေဖြစ်ကြတဲ့ဓာတ်တွေ၊ပေါက်ပြားတွေ၊လက်နေငယ်တွေနဲ့စိုက်ပျိုးရေးသုံးကိရိယာများဖြစ်ကြတဲ့ဥပမာထုံနဲ့ကောပြားလိုကိရိယာတွေကိုထောက်လုပ်ပေးကြပါတယ်။ ဗဘဲပညာရှင်များဟာကြေးရွာရဲ့လူမှုဖွဲ့စည်းမှအရေးပါတဲ့နေရာမှာရှိပါတယ်။အခါမျိုးသမီးများဝတ်ဆင်တဲ့ငွေလက်ကောက်မတောင်းနဲ့ဥထုပ်တွေမှာအခါရိုးရာဒီဇိုင်းများပါဝင် ရောရှက်နေတာကြောင့်တန်ဖိုးကြီးမားလာပါတယ်။အနုစိတ်လက်ရမြောင်းလာတဲ့အခါမျိုးသမီးခေါင်းဆောင်အပါဝင် ရိုးရာထည်များကပေါ်ပြနေတဲ့ပတိန်ဗဘဲပညာရဟာယဉ်ကျေးမှုမြင့်မားခဲ့တဲ့ပုံရိပ်ကိုပေါ်ဆောင်နေကြောင်းညွှန်ဆိုလိုက်ရပါတယ်ခင်ဗျာ။ ားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။